ကျွန်တော်သိလို့ရတော့ဒီတောင်းမွေးစဘာစင်းနဲ့ဓာတ်ညော်တာပြင်ရဘာမှမဖြစ်နေတဲ့အတွက်ခုနေ့ဆိုလို့ရှိရင်စဘာစင်းကခုလက်ရှိပေါင်းသိမှာအစ်စ်ဆိုရင်7သိန်းနဲ့9သိန်းကြပါပြီ။ဒါပေမဲ့စဘာစဘာစင်းကြနေပြီညော်တာပြင်ရပလဲပလဲဆိုလို့ရှိရင်3သိန်း1000လောက်ရှိပါတယ်။အမှုအပြောင်းလုံးဆိုရင်3သိန်းရှိပါတော့ အဲ့တော့သဘာတင်းတရားရောက်မှအာမုထွေးငါးအိငါးအိလောက်ပဲရမယ်ဒီကမှာတောင်းပင်ရန်ထက်ခဲဖြစ်တယ်အဲ့တော့ဘာတယောဂရာယုံနေလဲဘလို့လဲကျွန်တော်တို့တောင်းပင်ပုံမှာဘလို့ကြည့်နိုင်လဲဘလို့လဲဆောက်ကြောက်နိုင်လဲဆိုတာကျွန်တော်သိလို့ပါတယ်အဲကျေးဇူးပါရှင်ဟောကျွန်တော်တို့နိုင်ငံရေးပါတီဆိုတာတော့လေနိုင်ငံရေးပါတီဆိုတာတော့ကျွန်တော်တို့ကမူဝါဒနီလန်းအဖြစ်ပြည်သူလူထုရဲ့အခက်အခဲကိုပြည်လဲစေတဲ့အဖွဲ့အစည်းဖြစ်ပါလေရှင် ဟိုနိုင်ငံရေးပါတီရဲ့အကိုကျွန်တော်တို့အထင်ဟိုပါပေါ့နော်ဟိုနိုင်ငံရေးပါတီကိုဘယ်လိုသဘောပေါက်ရမလဲဆိုရင်မူဝါဒနီလန်းအဖြစ်ကျွန်တော်တို့ကပြည်သူလူထုရဲ့အခက်အခဲကိုဖြေရှင်းပေးရမှာဖြစ်ပါတယ်ရှင့်ဆိုလို့ရှိရင်ခုနဒေါ်သူစာတိုင်တန်ထရိလက်ပြောသွားတယ်ပေါ့နော်ဆိုလို့ရှိရင် twin အစုတွေဈေးကြီးတယ်နောက်စပားဈေးကြတော့ကျနေတယ်အဲနောက်လုတ်သားရှားပါတယ်အဲဆိုတဲ့ကိစ္စတွေပါရှင့် twin အစုဈေးကြီးတာတော့အကြောင်းနှစ်ချက်ရှိပါတယ်ရှင့် ။နံပါတ်၁ကတော့ကျွန်တော်တို့မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတာပေါ့နော်။ဆိုလို့ရှိရင်နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်မာတယ်မြန်မာတက်ကျပ်ငွေတန်ဖိုးကျဆင်းတယ်။ကျဆင်းတဲ့အခါကျတော့ဒီသွေးအားစုတွေကဓာတ်မြေဩဇာလို့ဆိုနိုင်ငံခြားအသွင်းရလာဖြစ်တဲ့အတွက်ဟိုထိုင်းဘတ်နဲ့ဝယ်လဲဝယ်ရမယ်တရုတ်ယွမ်ငွေနဲ့ဝယ်လဲဝယ်ရမယ်ဒေါ်လာနဲ့လဲဝယ်ဝယ်ရမယ်ဒါအောင်မြန်မာငွေလိုတင့်လိုက်တဲ့အချိန်မှာဈေးတွေကြီးတာဖြစ်ပါလိမ့်ရှင်ဆိုလို့ရှိရင်မြန်မာကျပ်ငွေတန်ဖိုး ဟိုတက်ဖို့ဆိုလို့ရှိရင်ကျမတို့အစိုးရကသာလည်းလုတ်ပေးနိုင်တာဖြစ်ပါရဲ့ရှင်။နောက်အဲ့ဒါကြောင့်မလို့မြန်မာကျပ်ငွေတန်ဖိုးတက်ဖို့အစိုးရမှာတာဝန်ရှိပါတယ်။အစိုးရမှာတာဝန်ရှိပါတယ်။အစိုးရကသာလည်းလုတ်ဆောင်နိုင်တာဖြစ်ပါရဲ့ရှင်။ဒါကိုပြောမယ်ဆိုလို့ရှိရင်ကျမတို့ဟိုတနေကုန်မပြီးနိုင်ဘူးပေါ့နော်။ဆိုလို့ရှိရင်အဲမြန်မာကျပ်ငွေတန်ဖိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်ရှင့်အဲ့ဒါနံပါတ်၁ပါအဲ့ဒါအတွက်လည်းကျမတို့မူဝါဒတွေရှိပါတယ်ရှင့်နောက် ဟိုတကယ်လို့နားထောင်မယ်ဆိုတော့ကျွန်မအတူချုံးလေးကျွန်မပြောပြပါမယ်ရှင်ဒါမြန်မာကျပ်ငွေတန်မိုးတက်အောင်ပေါ့နော်ဒါနံပါတ်1နံပါတ်2ကကြတော့စဘာစေးကြတဲ့ကိစ္စပါရှင် ခုနအတွင်းအားစုဈေးကြီးတဲ့ကိစ္စပေါ့နော်အဲ့ဒါပြည်တွင်းမှာလည်းမထုတ်လုပ်နိုင်တာလည်းပါတာပေါ့ရှင်ဓာတ်မြေဩဇာတွေပြည်တွင်းမှာမထုတ်လုပ်နိုင်ဘူးနိုင်ငံခြားကနေတင်သွင်းနေရတယ်တင်သွင်းရတဲ့အချိန်မှာမြန်မာကျပ်ငွေနဲ့ဝယ်တဲ့အချိန်မှာမြန်မာကျပ်ငွေတန်ဖိုးကျတဲ့အကျနေတဲ့အချိန်မှာဈေးတွေကြီးနေတာဖြစ်ပါလေရှင်အဲ့ဒါလေးကိုကျမတို့ဒါပြောင်းပြန်ပြန်လှန်ရမှာပေါ့နော်ဒါခုနနေကျမရှင်းပြပါမယ်ရှင်အဲ့ဒါတစ်ခုနောက်တစ်ခုကစပားဈေးကျတဲ့ကိစ္စပါရှင်စပားဈေးဘာကြောင့်ကျလဲဆိုလို့ရှိရင် ကျွန်တော်တို့က market access ပေါ့နော်ဈေးကွက်ဝင်ရောက်မှုပေါ့ရှင်ကျွန်တော်တို့ကဈေးကွက်ကကျွန်တော်တို့ဈေးကွက်ကကျွန်တော်တို့အိမ်နီးနားချင်းတွေပဲရောင်းနေတာဖြစ်ပါတယ်ရှင်အမပဲဆိုရင်အိန္ဒိယကိုရောင်းတယ်နော်ဆန်ဆိုလို့ရှိရင်လည်းအဲ့လိုပေါ့နော်ဆန်ကတော့အာဖရိကထိပါထိတော့ရောင်းပါတယ်အဲ့ဒါဘာတွေအဓိကရောင်းလဲဆိုဆန်တို့ပြောင်းလို့ပေါ့နော်အဲ့ဒါရောင်းတာကတော့ကျမတို့တရိတ်ဆန်အစာအလုပ်ဖို့လို့ဒီမကောင်းတဲ့ဆန်တွေပေါ့ရှင်အရေးသွေးညံ့တဲ့ဆန်တွေအဲကျမတို့နိုင်ငံသားကိုရောင်းပါတယ်စကွဲတို့ပါလို့ပေါ့နော်အဲ့လိုရောင်းပြီးလို့ရှင်သူတို့တရိတ်ဆန်အစာလုပ်ပြီးလို့ရှင် ဟိုကြက်ကြက်အစားအစာပေါ့ထားပါတော့เนาะဒီတရိတ်ဆန်အစားအစာတွေလောက်တာအဲဒါမျိုးတွေပါရှင်ဆိုလို့ရှိရင်ကျမတို့ကဈေးကွက်ကျကျပြတ်မြန်ပေါ့เนาะဒီ market ဒီဈေးကွက်ကိုဒီနိုင်ငံမှာဝင်နောက်နိုင်ငံကိုရောင်းနိုင်ရမယ်နောက်နိုင်ငံရောင်းနိုင်ရမယ်ပေါ့စသဖြင့်ဒီဈေးကွက်တွေကျကျပြတ်မြန်ရှိဖို့ကျမတို့ရှာဖွေပေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါလည်းအဲကျမတို့အိုးအဲ့ဒါတော့ဘသူကတာဝန်ရှိလဲဆိုရင်ကာယကံရှင်တွေလည်းတာဝန်ရှိတယ်လို့အဲဒီကုန်တယ်ပွဲစားတွေလည်းတာဝန်ရှိပါတယ် ဲနောက်တစ်ခုကဘယ်သူလဲတောင်းလို့ရှိလဲဆိုလို့ရှိရင်ဒီဟိုပါဖို့ရှင်းတန်ယုံနေမှာတာဝန်ထမ်းဆောင်တဲ့ commercial attaché လေစီးပွားရေးတန်နေပေါ့စီးပွားရေးတန်နေကနေပြောဥမာစီးပွားရေးတန်ကဗီယက်နမ်မှာရှိနေရဆိုရင်ဗီယက်နမ်ကဘာတွေဝယ်ချင်တာလဲကိုယ်နိုင်ငံကဘာတွေရောင်းချင်တာလဲအဲဘာတွေရောင်းနိုင်တာလဲဗီယက်နမ်နိုင်ငံကဘာတွေလိုနေတာလဲဒါမှမဟုတ်ဗီယက်ဗီယက်နမ်နိုင်ငံကဟိုကုမ္ပဏီကဂျပန်ဘာတွေရောင်းနေလဲဆိုလို့ရှိရင်ဂျပန်ရောင်းနေတဲ့ပစ္စည်းတွေကသူကဗီယက်နမ်ထဲမှာပဲဝယ်တာမလောက်ရင် တကယ်လို့ဝယ်ခြင်းနဲ့တခြားနိုင်ငံဝယ်ခြင်းကိုယ်နိုင်ငံမှာဘာရောင်းเสียရှိတာလဲဆိုတဲ့ဟာပေါ့နော်အဲဈေးကွက်ချိတ်ဆက်တာတွေအဲကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ online တွေဘာတွေနဲ့လဲဆောင်ရွက်ဖို့လိုတယ်ကုန်တယ်ပွဲစားတွေကလည်းဆောင်ရွက်ရမယ်ဟိုလယ်သမားတွေကတော့ဟိုနိုင်ငံတကာဈေးကွက်ဖောက်ဖို့ဆိုတာတော့ခက်ပါတယ်ရှင်အဲသို့တော်လည်းအဲသို့တော်လည်းအဲဒီဒီကုန်တယ်ပွဲစားတွေပေါ့နော်သူတို့တွေကလည်းဆောင်ရွက်ရမယ်နိုင်ငံတော်အနေနဲ့လည်းဒီ trade negotiation အတင်းနေပေါ့နော်ဒီဒီနိုင်ငံကဘာတွေရောင်းစရာရှိတာလဲဈေးကွက်ဘယ်ဈေးကွက်တရားဘာတွေဝယ်နေတာလဲဆိုတော့ဈေးကွက်တရင်အချက်လက်တွေနဲ့အဲပြီးလို့ရှိရင်ကျွန်တော်တို့ကာယကံရှင်မြောက်ပေါ့နော်ဟိုသွားပြီးတိတိဆိုင်ဆိုင်အဲဟိုအစိုးရဂျီတူဂျီပေါ့အစိုးရအချင်းချင်းပြောတာမျိုးပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့လောက်ကြရမှာဖြစ်ပါတယ်ရှင့် နောက်တစ်ခုအလုတ်တမရှားပါတဲ့ကိစ္စပါရှင်အဲ့ဒါလူငယ်တွေနဲ့လည်းတက်ဆိုင်နေတယ်ခုနကလည်းတောက်လျှောက်ပြောလာတယ်ပေါ့နော်ဆိုလို့ရှိရင်နိုင်ငံသားမှာတော့အခုသွားလုပ်ကြတယ်၄၅နှစ်လုံမဲ့၁၀နှစ်လုံမဲ့စုဆောင်မိပြီးပြန်လာမယ်လုပ်ငန်းရှင်လေးတွေဖြစ်မယ်စုမိဆောင်မိဖြစ်မယ်အိုးနဲ့အိမ်နဲ့ဖြစ်မယ်ပေါ့နော်အဲသို့တော်လည်းအခုချိန်မှာတော့ကျမတို့ကလေယာဉ်နဲ့ပတ်သက်လို့ရှိရင်တော့ကျမတို့စက်မှုလေယာဉ်ပို့လုပ်တင်ပါတယ်ရှင်ဆိုလို့ရှိရင်ကျမတို့ drone တွေပေါ့နော်အခုမြန်မာနိုင်ငံမှာတော့တယောက်နဲ့တယောက်မတည့်တဲ့အခါကျတော့အဲကျမတို့လက်နက်ကင်ပြိပက္ခတွေမှာ drone တွေကိုထိထိရောက်ရောက်သုံးနေတယ် ဲ့ drone တွေကဘယ် drone ဘာ drone တွေလဲဆိုလို့ရှိရင်တရုတ်လိုမျိုးမှာဒီပို့တက်ဆေးဖြန်းတဲ့ drone တွေဖြစ်ပါလေရှင့်ဆိုလို့ရှိရင်လူကနေလေခွင်းထဲမှာလေခွင်းနေဧကပေါင်းများစွာကိုလူတွေကနေလိုက်ပြီးကြောပုံအိတ်နဲ့လက်နဲ့ပို့တက်ဆေးဖြန်းမဲ့အစား drone တွေနဲ့ပို့တက်ဆေးဖြန်းတဲ့အချိန်မှာနံပါတ်၁ကုန်ကျစရိတ်လည်းတက်တာတယ်နံပါတ်၂လူတွေလိုလဲဟိုပါပေါ့စီမံခန့်ခွဲရတာ မခက်ဘူးပေါ့လေလူတွေလောက်မခက်ဘူးပေါ့တခါလေကျရင်ကိုကအလုတ်သမားငှားပြီးတော့မှပိုးတာစေးဖြန်းဆိုသူကနီနီနာနာဟိုလူလူမြင်ခွဲမှာပဲဖြန်းပြီးဂျန်တဲ့နေရာတွေမှာဖြန်းရင်ကျမတို့လည်းလိုက်မကြည့်နိုင်ဘူးပေါ့ပိုင်ရှင်ကလိုက်မကြည့်နိုင်ဘူးပေါ့ဧကရာချီတယ်ထောင်ချီတယ်စသဖြင့်ပေါ့ဆိုလို့ရှိရင်ဒီ drone ဆိုလို့ရှိရင် drone ကိုဟိုခိုင်းလိုက်တယ်လို့ပေါ့နော်ဘယ်နှမိုင်းပြန်ဘယ်နှနာရီပြန်ဆိုဒီ drone တွေကပြန်มาဖြစ်ပါတယ်ဆိုလို့ရှိရင်အဲ့ပိုးတာစေးဖြန်းတာတို့မြေဩစာ အဲမြေဩဇာကျွေးတာတို့စသဖြင့်ပေါ့နော်ဒါတွေစက်မှုလဲရအလက်မှုလဲရနေကျမတို့စက်မှုလဲရသွားကြရမှာဖြစ်ပါလိမ့်ရှင်အဲ့ဒါကြောင့်မလို့နီးပညာတွေလည်းတကယ်တော့အများကြီးရှိနေပါပြီအဲဆိုလို့ရှိရင်ကျမတို့စိုက်ပျိုးရေးမလုပ်ဘူးတဲ့အတွက်ကျမတိတ်ကြီးတော့နားမလဲဘူးဒါပေမဲ့စိုက်ပျိုးရေးမှာတုံးတဲ့ဆက်တွေပေါ့နော်ဒီပျိုးဟိုပျိုးနှုတ်ဆက်ရှိမယ်ပျိုးချတဲ့မျိုးစိတ်စိုက်တဲ့ အဲကောက်ဆိုက်ဆက်ရှိမယ်အဲဟိုဟာပေါ့ပြုံးနှုတ်ဆက်ရှိမယ်စသဖြင့်ပေါ့နော်ဆုံရှိပါရိတ်သိမ်းခြွေလေးနဲ့ဆက်ရှိမယ်အချောက်ခံနဲ့ဆက်ရှိမယ်ဒီလိုဆက်တွေတုံးနိုင်ဖို့ကြတော့ကျွန်တော်တို့တောင်သူတွေကငိုဟိုဟာပေါ့ခုနလိုစီးပွားရေးရတွက်ချေကြိုက်ဖို့အရေးကြီးတာပေါ့အဲ့ဒါကိုတော့နိုင်ငံတော်အနေနဲ့ဘယ်လိုကူညီပေးနိုင်လဲဆိုလို့ရှိရင် နိုင်ငံတော်အနေနဲ့တော့ကျမတို့ကထွန်ဆက်တွေနိုင်ငံတော်ကငှားပေးမယ်ပေါ့ထွန်ဆက်တွေငှားပေးမယ်ဒီမှာဒီထားပါတော့ဒီရွှေတောင်မှာ site A ကဘယ်လောက်ရှိလဲဘယ်နှထောင်ရှိလဲဒီဘယ်နှထောင်ကိုဒီဒီ site ပြိုးတဲ့အချိန်အတွင်းမှာဟိုဟိုပါဟိုလိပ်ပတ်လဲအောင်ကျမတို့ကထွန်ဆက်ဘယ်နှစီထားထားရမလဲဆိုလို့ရှိရင်ဟိုဟိုပါပေါ့ရှင်လေသမားကထွန်ဆက်ပိုင်စရာမလိုဘူးထွန်ဆက်ဇက်ဝယ်စရာမလိုဘူး အထွန်ဆက်လည်းမောင်းတက်ဆရာမလို့ဘူးအဲ့လိုမျိုးခေါ်ပြီးတော့မှတနာယောဘလောက်ပေါ့စီထည့်ပေးမယ်တနာယောဘလောက်နဲ့မောင်းပေးပေါ့နော်ဆိုလို့ရှိရင်လူလည်းလူလည်းငှားတယ်ဆက်ကိုလည်းထွန်ဆက်ကိုလည်းငှားတယ်အဲဒီလိုမျိုးစနစ်လေးတွေပေါ့ရှင်ဒါမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်လို့ရတယ်လို့ယူဆပါတယ်နောက်တစ်ခါကျတော့ရေပေါ့ရှင် ရေကြတော့လဲဒါဟိုတောင်သူတရက်တူးချင်းစီကရေရရှိဖို့ကခက်ပါလေရှင်ဟိုလုတ်ဖို့ခက်တယ်ဆိုလို့ရှိရင်ရေလည်းအဲ့လိုပဲအဲကျွန်တော်တို့နိုင်ငံတော်ကပဲဆောင်ရွက်ပေးရမယ်သို့တော်လည်းနိုင်ငံတော်ကမဆောင်ရွက်ပေးနိုင်ရင်လည်းပုတ်ကလိကကိုပုတ်ကလိကကိုဒီဆယ်ရေပေးစနစ်တွေပေါ့နော်ဒီဒီလေဧကဘလောက်ကိုပေးဖို့လို့အတွက်ပုတ်ကလိကကိုပေးလိုက်ပြီးတော့မှလေသမားတွေကလည်းပုတ်ကလိကကုမ္ပဏီကိုအခကျင်းငွေပေးပြီးတော့မှရေရရင်ပေးမယ်ရေမရရင်မပေးဘူးပေါ့နော်တော့စသဖြင့်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်ရမယ်လို့ကျွန်တော် 有啥嘛那些？